ကျွန်တော်တို့အနေနဲ့နှီးပညာကုမ္ပဏီတွေကိုနှီးပညာရဲ့ကောင်းကျိုးတက်ရောက်မှုတွေထပ်တောင်းပို့ပြီးတော့မှဂုံပြုလေးရှိကြပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြောင်ကျွန်တော်တို့တွေပြောဆိုဆွေးနွေးနေခဲ့ကြတာတော့ပညာရေးပိုင်းမှာတကယ်ကိုထိရောက်ကောင်းမွန်သွားစေမယ့်နှီးပညာတစ်ခုဖန်တီးနိုင်မလားဆိုတာပါ။ကျွန်တော်တို့ကလက်ရှိအချိန်မှာ AI နဲ့ကြီးစိုးလာမဲ့ခေတ်သစ်တစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေအခြေခံ infrastructure တွေနဲ့အထောက်ပံ့စနစ်ကောင်းတွေတည်ဆောက်နေကြပါပြီ တကယ်လို့များ AI နဲ့ program coding ရေးတဲ့နေရာမှာ60 65ရာခိုင်နှုန်းလောက်အထိ program တစ်ခုလုံးနှီးပါရေးလာနိုင်ပြီဆိုရင်ဘာတွေပြောင်းလဲသွားနိုင်မလဲတကယ်တော့ဒီနေရာမှာလူသားတွေ ਆ ပဲအဓိကကြပါတယ်အလိုအလျောက်စနစ်တွေကိုကျွန်တော်တို့ကလုံလုံကျူးကျူးပုံဖော်နေကြတယ်လို့ထင်ပါတယ် AI နဲ့ကဘယ်လောက်ပဲတိုးတက်လာလားဘယ်လောက်ပဲအလိုအလျောက်လုံနိုင်တယ်ပဲပြောပြောနောက်ဆုံးမှာတော့လူသားတွေရဲ့ထိန်းချုပ်မှုလူသားတွေရဲ့ဆုံးဖြတ်ချက်ကပဲအများအားအဓိကဖြစ်နေတာပါ အင်တာနက်ကြီးကိုစပြီးတည်ထောင်ခဲ့စဉ်တည်းကလူတိုင်းလူတိုင်းလွတ်လပ်စွာအသုံးပြုနိုင်ဖို့အချက်အလက်တွေကိုလွတ်လွတ်လပ်လပ်မျှဝေနိုင်ဖို့အထိရည်ရွယ်ခဲ့တာပါ။ ဒါမဲ့နောက်ပိုင်းမှာတော့နေပညာကုမ္ပဏီကြီးတွေကသူတို့ရဲ့ platform တွေနဲ့ပိတ်ဆို့ထားလိုက်ကြပါတယ်။တကယ်တော့သုံးဆွဲသူတွေအားလုံးကိုသူတို့ platform တွေထဲမှာပဲရှေ့နေအောင်လုပ်ခဲ့ကြတာပါ။ဥပမာ Facebook, Google နဲ့ Apple တို့လိုမျိုးပါ။ဒါကြောင့်ဒီနေ့ခေတ်လက်ရှိ internet ကြီးကတော့မကြခင်မှာပဲတည်သွားတော့မှာပါ။စသဖြင့်မိတ်ဆွေတို့ကျွန်တော်တို့လိုနေပညာအကြောင်းစိတ်ဝင်စားကြတဲ့လူတွေအတွက်မှတ်သားစရာလည်းဖြစ် စိတ်ဝင်စားစရာလည်းဖြစ်တဲ့ဇာတ်ရည်ကို Microsoft လို့ဒိတ်ဒိတ်ကျဲနေပညာကုမ္ပဏီတစ်ခုရဲ့ CEO တယောက်က ဆွေးနွေးထားတာရှိပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာမိတ်ဆွေတို့နဲ့အတူတူပြန်ပြီးဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်နီးပညာအကြောင်းဆွေးနွေးကြမယ်ဆိုရင် stack လို့ခေါ်တဲ့အလွှာလိုက်တိစောက်ပုံအကြောင်းတွေကိုမဖြစ်မနေပြောကြရမှာပါ။ အလွယ်ဆုံးပြောရရင်တော့ကိုလှုပ်ချင်တဲ့အရာတစ်ခုကိုလုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာတွေ၊ software တွေ၊ system တွေကိုအဆင့်အဆင့်အလွှာလိုက်အလွှာလိုက်စုစည်းပြီးမှလုံဆောင်ကြရတာပါဥမာပေးရရင်အိမ်တလုံးကိုကုမ္ပဏီအများကြီးကဝိုင်းပြီးစောက်ပေးကြသလိုပါပဲ။အုံမြင့်ချတာကနေစပြီးတော့အပေါ်ဆုံးခေါင်မိုးအထိအလွှာလိုက်အလွှာလိုက်တိဆောက်သွားကြတာပါ။အလွှာတစ်ခုချင်းစီတိုင်းကလည်းသူ့နေရာနဲ့သူခိုင်မာနေရပါမယ်။ အခြေအကျဆုံးကတော့ကုမ္ပဏီတွေအများကြီးပေါင်းပြီးစောက်ကြတာဖြစ်တဲ့အတွက်ဒီအလှတွေအလွယ်တကူပေါင်းစပ်နိုင်စွာရှိဖို့ကအရေးကြီးဆုံးအချက်ဖြစ်နေပါတယ်။ဒါမှသာတကယ်ကိုခိုင်မာကြစ်လိပြီးထဲဝါတဲ့အိမ်ကောင်းတစ်လုံးရလာမှာပါ။ဒီလိုအလွယ်တကူပေါင်းစပ်နိုင်တဲ့အလှပေါင်းများစွာကိုနည်းပညာနယ်ပယ်မှာ open stack လို့ခေါ်ကြပါတယ်။ stack တိုင်းကဘယ်သူမှစိုးအသုံးပြုလို့ရတယ်၊ချိတ်ဆက်လို့ရတယ်၊အစ်စ်ပြန်ပြီးတော့ဖန်တီးလို့ရတယ်၊ကန့်သက်ထားတာမျိုးမရှိဘူးလို့ဆိုလိုတာပါ။ ကျတော့ဒီလိုမျိုး open ဖြစ်ပြီးတော့ပေါင်းစပ်နိုင်စွာရှိတဲ့ stack ကြီးတွေဖြစ်လာဖို့အတွက်ဆိုရင် international standards လို့ခေါ်တဲ့စံသတ်မှတ်ချက်တွေနဲ့ protocol တွေဟာမရှိမဖြစ်လိုအပ်ပါတယ်။အရင်ကဒီစံနှုန်းတွေရှိခဲ့ကြပါပဲမပြည့်စုံသေးပဲနဲ့အားအနေချက်တွေရှိနေပါသေးတယ်။ ဒါပေမဲ့အခုကတော့ဓာရီကတဖြည်းဖြည်းပြည့်စုံလာနေပြီလို့ခံစားရပါတယ်။ဒါကြောင့်ကျွန်တော်တို့အတွက်စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်လာတာကတော့ Microsoft 365 Copilot နဲ့ Foundry ထိ Stack တွေအလုံးကိုပေါင်းစပ်ပြီး Annel Web နဲ့ MCP လို့အရာတွေနဲ့အတူတူ Agent Web ကိုဖန်တီးလိုက်နိုင်တာပါလို့ဆိုပါတယ်။ ဒါကတော့တကယ်ကိုအနာဂတ်နည်းပညာစစ်စစ်အကြောင်းကိုပြောသွားတာပါ။သူဆိုလိုချင်တာကဘာလဲဆိုတော့ Microsoft 365 Copilot လို့ AI Assistant တွေကနေစပြီးတော့ Foundry လို့ခေါ်ရမယ့် Chatlet Data Platform ကြီးတွေအထိနည်းပညာ stack ကြီးတစ်ခုလုံးကိုပေါင်းစပ်နိုင်စွာရှိလာတာကိုသူ့အနေနဲ့အရန်ကိုစိတ်လှုပ်ရှားရပါတယ်လို့ပြောချင်တာပါ။ ဒီလိုပေါင်းစပ်ကြတဲ့အခါမှာဘာတွေကအကူအညီဖြစ်လာမလဲဆိုတော့ NL web လို့ခေါ်တဲ့ Natural Language Web လူသားစကားကိုနားလည်တဲ့ web နဲ့ MCP လို့ခေါ်တဲ့ Microsoft Communication Protocol လိုမျိုးဆက်သွယ် protocol နည်းပညာတွေကကောင်းကောင်းကူညီပေးလာနိုင်တာကိုဆိုလိုတာပါဒီလိုအရာတွေအားလုံးပေါင်းစပ်သွားတဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတော့ agentic web ဆိုတာကြီးဖြစ်လာတော့မှာပါ agentic ဆိုတာကတော့ AI agent တွေကိုဆိုလိုတာဖြစ်နိုင်ပါတယ် ဆိုတော့ agentic web ဆိုတာကတော့ကျွန်တော်ပြောတာတွေကိုနားလည်ပြီးတော့ကျွန်တော်တို့အလိုလျောက်ဆောင်ရွက်ပေးနိုင်တဲ့ညာရီမျိုးရှိတဲ့ agent တွေအများကြီးပေါင်းဆက်အလုပ်လုပ်နေကြတဲ့ web ကြီးတစ်ခုတနည်းအားဖြင့်ခေတ်သစ် internet ကြီးတစ်ခုဆိုလိုတာပါဥမာအခုဆိုရင်ကျွန်တော်တို့ကနိုင်ငံတစ်ခုခုကိုသွားပြီးတော့ပေါချောင်ကောင်းပစ္စည်းလေးတွေရှာဝဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေပေါ်တက်ပြီးရှာရမယ်သူတို့ရဲ့ဝက်ဘ်ဆိုက်တွေမှာလိုက်ရှာကြည့်ရမယ် ခီးစဉ်အတွက်ပလန်ချရမယ်စသဖြင့်အလုပ်တွေတော်တော်များများလုပ်ရအောင်မှာပါအနာဂတ် agentic web တွေမှာဆိုရင်တော့ငါအခုဘာလုပ်ချင်တယ်လို့ပြောလိုက်တာ ਨੇ ပဲ AI agent တွေကအချင်းချင်းချိတ်ဆက်ပြီးတော့မှကိုလုပ်ချင်တာတွေကိုအလိုအလျောက်လုပ်ပေးနိုင်တာမျိုး ဆိုလိုတာပါဒါကတော့စဉ်းစားကြည့်တာနဲ့တင်တော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့နည်းပညာအသစ်ပါပဲသူကဆက်ပြီးတော့အင်တာနက်ကိုစတင်တည်ထောင်ခဲ့တဲ့အချိန်တည်းကတည်ထောင်ခဲ့တဲ့လူတွေရဲ့ရည်ရွယ်ချက်နဲ့စိတ်ဓာတ်ကဘာလဲဆိုတော့တကယ်ပွင့်လင်းမှုအစစ် true openness ပါ လူတိုင်းလွတ်လွတ်လပ်လပ်အသုံးချနိုင်ဖို့အချက်အလက်တွေကိုလွတ်လွတ်လပ်လပ်မျှဝေနိုင်ဖို့ရည်ရွယ်ခဲ့တာပါနောက်ပိုင်းမှာနှီးပညာကုမ္ပဏီတွေကဓာတ်တွေကိုသူတို့ရဲ့ platform တွေနဲ့ထိန်းချုပ်လာခဲ့ကြတဲ့အတွက် အင်တာနက်ကမူလရည်ရွယ်ချက်နဲ့တွေးဖယ်သွားရပေမဲ့အခုလို open stack တွေစံနှုန်းနေတဲ့ agentic web kit ကိုရောက်လာတဲ့အခါမှာတော့အဲ့ဒီမူလပွင့်လင်းတဲ့စိတ်ဓာတ်ကိုကျွန်တော်ပြန်ပြီးရှာဖွေတွေးရှိနိုင်လိမ့်မယ်လို့သူ့အနေနဲ့ခံစားရပါတယ်လို့ဆိုပါတယ်။ဒါကြောင့်အနာဂတ် knowledge worker တွေအနေနဲ့လည်းကြိုတင်ပြင်ဆင်ထားတဲ့နာတွေကိုလည်းအခုလိုပဲဆက်ပြီးအကြံပေးပြောပြသွားပါသေးတယ်။အရင်တော့အလုံးလုံးကြတဲ့ပုံစံတွေဟာဥပမာ1980ပြည့်လွန်နှစ်တွေမှာဆိုရင် ရုံးနေမှာစာစီစာရိုက်သမားတွေကတက်တက်ဖုန်းလက်ခံတဲ့လူတွေကတက်တက်စသဖြင့်အလုပ်တွေကိုလူတွေကတီးတန့်စီခွဲပြီးလုပ်နေခဲ့ကြတာပါဒီနေ့ခေတ်မှာတော့လူသားအလုံးကစာစီစာရိုက်သမားတွေဖြစ်နေကြပါလားလို့တော့ထင်မိပါလိမ့်မယ်ဘာလို့လဲဆိုတော့မနက်အိပ်ရထားတာနဲ့လူတိုင်းကလက်မနှချောင်းဒါမှမဟုတ်ကွန်ပျူတာကီးဘုတ်တွေနဲ့စာတွေရိုက်နေကြတော့တာပါပဲဒါပေမဲ့အဲ့ဒီစာရိုက်နေတဲ့လူတွေက knowledge worker တွေပဲဖြစ်ပါတယ်အရင်လို သူများတွေပြောတာတွေရိုက်ပေးနေတာမဟုတ်ဘဲနဲ့ ကိုသိထားတဲ့အချက်လက်တွေကိုအသုံးချပြီးတော့အတွင်းမြင်တွေကိုစာနဲ့ချရတာမျိုးတွေပါ AI တွေကိုလည်း diary print နဲ့ပေးပြီးတော့အလုပ်တွေခိုင်းနိုင်နေရဆိုတော့အရင်တော့လိုမျိုးအချက်လက်တွေကိုစုဆောင်းဖို့ဖတ်ဖို့အချိန်တွေကုန်ရတာမျိုးမရှိတော့ဘူးအခုတော့ AI ကအားလုံးကိုလုပ်ပေးနေနိုင်လို့အလုပ်တွေပိုလွယ်ကူသွားတော့အချိန်ကုန်လည်းတတ်တာသွားတယ်ဒီပြနာတွေကြောင့်ပဲကျွန်တော်ကိုယ်တိုင်ပို့ပြီးစွမ်းဆောင်နိုင်တယ်လို့ခံစားရလာပြီးတော့လုံဖို့ကင်မတ်တွေနဲ့ပို့ပြီးကောင်းကောင်းပူးပေါင်းလာနိုင်တယ် ဆိုလိုတာနေပညာတွေကိုလူတိုင်းလလန်းမိလာပြီးတော့ဒါတွေကိုအသုံးချနိုင်ဖို့လည်းလိုအပ်လာပါတယ်။ဘလို့ knowledge worker မျိုးပဲဖြစ်နေပါစေ IT ဘိုင်း finance ဘိုင်း sales ဘိုင်းဘာဘိုင်းပဲဖြစ်ဖြစ်ဒီလို AI tools တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့အလုပ်ပုံစံတွေကိုပြောင်းလဲပြစ်ဖို့တိုက်တွန်းပါတယ်။ဒီ AI tools တွေကကိုယ့်ရဲ့အလုပ်လုပ်ပုံအလုပ်နဲ့ပတ်သက်တဲ့အရာတွေကိုပြောင်းလဲနိုင်ဖို့စွမ်းအားတွေပေးနိုင်တယ်လို့ယူဆပါတယ်။ ်ဒီနည်းပညာတွေကြောင့်တချို့အလုပ်တွေပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုတော့လက်ခံပါတယ်ဒါကြောင့်ဒီလိုပျောက်ကွယ်သွားမဲ့အလုပ်ကံတွေနဲ့အတူကိုယ်ပါလိုက်ပြီးပျောက်ကွယ်မသွားစေဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ကျွမ်းကျင်မှုမြင့်တင်ခြင်းနဲ့ကျွမ်းကျင်မှုအသစ်တွေကိုတင်ယူခြင်းပဲဖြစ်ပါတယ်ဒီအရာတွေကဘယ်ကနေစလဲဆိုရင်တော့ဤပညာ tools အသစ်တွေကိုကြောက်မနေပဲနဲ့စတင်အသုံးပြုခြင်းကနေပဲစတင်ပါတယ်လို့ဆိုပါတယ်။လုံးဝမသုံးဘဲနေတာထက်စာရင်လေးလာရင်နဲ့အသုံးချနေတာပိုကောင်းပါတယ်ဆိုပြီးတော့အကြံပေးသွားခဲ့တာပါ ဆိုတော့နည်းပညာအသစ်တွေကြောင့်ညာနာလုပ်ငန်းတွေကအရင်အနဲ့မတူပဲပိုပြီးမြန်ဆန်ထိရောက်လာပါတယ်။ဒါကြောင့်ဒီလို AI tools တွေကိုအသုံးချပြီးတော့ကျွန်တော်တို့ရဲ့အလုပ်တွေကိုပိုပြီးထိရောက်လာအောင်ပြောင်းလဲပစ်ဖို့လည်းလိုအပ်လာပါတယ်။ဒီလိုနည်းနဲ့ပဲအနာဂတ်အတွက်ကျွမ်းကျင်မှုတွေကိုမြင့်တင်ထားကြဖို့လည်းအရေးကြီးလာပြီပဲဖြစ်ပါတယ်။ဒီပေါ်မှာမိတ်ဆွေတွေကသုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။